မင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာကဒီဝီဝီမှာဖော်ပြထားတဲ့စောင်းမရှင်မျိုးသူရဲ့လေချောင်းအေးတာမှုဥနှိမ်ခြင်းဆိုတဲ့စောင်းပါဖြစ်ပါတယ်ဒုတိယကဘာစစ်မစတင်ကခေတ်သစ်စည်အယူဆများတွင် လေချောင်းအေးတာမှုသည်စစ်ပွဲအောင်မြင်ရန်မရှိမဖြစ်အရေးပါသောလိုအပ်ချက်တစ်ရပ်အဖြစ်နိုင်ငံများကလက်ခံသုံးစွဲကြပါတယ် လက်တွေ့ဖြစ်ရများတွင်လည်းလေကြောင်းစွမ်းအားကြောင့်စစ်ပွဲကိုချိခိုက်ဆုံးရှုံးမှုအ ਨੇ စုံအနေထားဖြင့်အောင်မြင်ခဲ့သောဖြစ်ရများစွာရှိပါသည်။ American Iraq စစ်ပွဲများ Arab Israel စစ်ပွဲများသည်လေကြောင်းစွမ်းအားကစစ်ပွဲအောင်မြင်ရေးပေါ်အဆုံးဖြတ်ပေးနိုင်ခဲ့သော နမူနာစစ်ပွဲကြီးများဖြစ်ပါသည်။ဒါကြောင့်ဇနီးခေကဘာနိုင်ငံတည်တည်ဟာကာကွယ်ရေးနဲ့လုံခြုံရေးကဏ္ဍများအတွက်လေကြောင်းစွမ်းအားကို သူထက်ငါအပြိုင်အဆိုင် မြင့်တင်နေကြခြင်းဖြစ်ပါလေတစ်ဖက်တွင်လည်းစန့်ကျင်ဘက်နိုင်ငံများအချင်းချင်းလေချောင်းရံကာကွယ်ရေးကဏ္ဍများကို အပြိုင်အဆိုင်ဒိုးမြင့်နေကြပါလေတစ်ဖက်ရန်သူဤလေချောင်းအေးတာမှုကိုဦးနှိမ်ရန်ပြူဟာအမျိုးမျိုးလက်နက်အမျိုးမျိုးကိုကြံစီ ထုတ်လုပ်နေကြပါလေလေချောင်းစွမ်းအားအေးတာမှုဟာစစ်ပွဲအောင်နိုင်ရေးအတွက်အလွန်အရေးကြီးလှသည်မှန်တော်လည်းပဲ အဆုံးသက်အောင်ပွဲရယူရန်အတွက်ယာနှုံးပြည့်စွမ်းဆောင်နိုင်သည်တော့မဟုတ်ပါစစ်ပွဲဖြစ်ပွားရာနယ်မြေရှိ လူများစု၏ကူညီထောက်ပံ့မှုကိုမရရှိသောဗီယက်နမ်စစ်ပွဲအာဖဂန်ကဲ့သို့သောစစ်ပွဲများတွင်ကမ္ဘာလေကြောင်းစွမ်းအားအကြီးမားဆုံးဖြစ်သောအမေရိကန်နိုင်ငံဟာစစ်ပွဲကို အနိုင်မယူနိုင်ခဲ့ပါဘူးမြန်မာပြည်သူတို့၏နှွေဦးတော်လံရေးတွင်လည်းနိုင်ငံတွင် လေကြောင်းအရေးတာမှုစွမ်းရည်အမြင့်မားဆုံးရှိသောအာနာလူစစ်တပ်များသည့် မာပြည်နှမ်းကစစ်မြေပြင်များတွင်စည်ရေးရှုံးနေနေသည်ကိုတွေ့နိုင်ပါတယ်။သို့တော်လည်းပဲတော်လန်ရေးတပ်ဖွဲ့များအနေဖြင့်စေယုစုကိုအလဲထိုးချင်မုံနိုင်ရန်အတွက်အထိခိုက်အနေဆုံးဖြင့်အောင်မြင်မှုရရန်အတွက်မူရန်သူစေယုစု၏လေကြောင်းဆွမ်းအားကိုရပ်တည်နည်းဖြင့်ဥနှိမ်နိုင်ရမည်ဖြစ်ပါတယ်။၂025ခုနှစ်ဇွန်လ၁ရက်နေ့ကဗလဲမြို့နယ်ကန်တောင်ရွာတိုက်ပွဲတွင်တော်လန်ရေးတပ်များပစ်ချနိုင်သောစေယုစု၏ F7M မျိုးစားကြက်တိုက်လေယာဉ်တစ်စီးပါဝင်2020ပြည်နှစ်မှာ2025ခုနှစ်ထိ9နှစ်တွင်စေုပ်စုစစ်လေယာဉ်ပျက်စီးဆုံးရှုံးမှုမှာ15စီးခန့်ရှိပြီးဖြစ်ပါတယ်။ထိုရေတွဲရေသုံးမတဘုံခန့်သည်ဒေါ်လာရေးတပ်ဖွဲ့များ၏တိုက်ခိုက်မှုကြောင့်ပျက်စီးခဲ့ရခြင်းဖြစ်ပါတယ်။မြေဥဒေါ်လာရေးသည်ပြည်နယ်စစ်ပွဲအာဖဂန်စစ်ပွဲများကဲ့သို့ပြည်သူလူထောက်ခံမှုကိုရယူထားသော ကြောက်ကြားစစ်မဟာဗျူဟာကိုအခြေခံသည့်စစ်ပွဲဖြစ်ရာ စေယုစုနေဖြင့်တော်လိုင်းတပ်ဖွဲ့များကိုလေချောင်းမှတဆင့်အထိနောင် တိုက်ခိုက်ရန်မလွယ်ကူလာပါဒါကြောင့်စေယုစုသည်၎င်းတို့အာနာတီမြဲရစ်တွေအပြစ်မဲ့အရတားများကလေးငယ်များကိုပင်မရှောင်ဘုံကျက်တပ်ဖြတ်နေပါလေစေယုစု၏လေချောင်းတိုက်ခိုက်မှုမှပြည်သူလူထုကိုရနိုင်သမျှတားဆီးကာကွယ်ကြရမည်ဖြစ်ပါတယ် ။ရောင်းရံကာကွယ်ရေးအတွက်နီလာများကိုလည်းအလေးနက်ထားဟောထုတ်လောက်ကန်ကြရန်လိုအပ်လာပါတယ်။ထို့အတူစေုပ်စု၏လေချောင်းစစ်စင်ရေးကိုတံပြန်တိုက်ခိုက်နိုင်ရန်လည်းမဖြစ်မနေအားထုတ်ကြရမည်အချိန်တို့ရောက်ရှိနေပြီဖြစ်ပါတယ်။စေုပ်စု၏လေချောင်းစစ်စင်ရေးများသည့်အဓိကအဖြစ်အမျိုးအစား၃မျိုးရှိပါတယ်။တိုက်ပွဲအတွင်းအနီးကပ်လေချောင်းပစ်ကူပေးခြင်း၊၎င်းတို့အားလက်မခံလိုသောအရတားများကိုပုံကျဲတပ်ဖြတ်ခြင်း၊ဤပြွာဆိုင်ရာတက် ခဲယံရိတ်ခါများတည်ယူရွှေပြောင်းခြင်းတို့ဖြစ်ပါတယ်။တိုက်ပွဲတွင်လေကြောင်းတက်ခတ်မှုများကိုတော်လိုင်းရင်တက်ဖွဲ့များနေဖြင့်နေပြည်တော်မြောက်တုံ့ပြန်ကာကွယ်နိုင်စွမ်းအထိုက်အလျောက်ရှိနေပြီဖြစ်ပါတယ်။ထို့အတူစစ်သည်နယ်ကြီးများအုံပြီး၍ရန်သူ၏လေကြောင်းစွမ်းအားကိုကန့်သက်ထိန်ချုပ်ခြင်းရန်သူလေရင်များကိုချိန်မုံချင်းများကလည်းလှုပ်ဆောင်နိုင်နေပြီဖြစ်ပါတယ်။ရန်သူလေရင်များအားလေပေါ်မှာရောမြေပြင်မှာပါ စွမ်းအားဖြင့်ဖြစ်စည်းနိုင်ရန်အတွက်လက်နက်များရရှိရန်ဖြူဟာများကိုလည်းအချိန်နှင့်မျှကြိုးစားကြံစည်နေကြရမည်ဖြစ်ပါသည်။သို့မှသာရန်သူ၏အာသာချက်ကိုအပြည့်အဝရိုက်ချိုးနိုင်မည်ဖြစ်ပါသည်။ထို့အတူရန်သူစေုပ်စု၏အယတများပေါ်နေကြောင်းတိုက်ခိုက်မှုများနေကြောင်းအသုံးပြုပို့ဆောင်ရေးများကိုလည်းတိုက်ခိုက်နိုင်ရန်ကြိုးစားအားထုတ်ကြရမည်ဖြစ်ပါသည်။စေုပ်စုလေရင်များ၏ပြန်တမ်းမှုအမြင့်ပေလိုက် လေချောင်းများတွင်စောင်ဆိုင်ကခြုံကုန်တိုက်ခိုက်ခြင်းလေရင်ကွင်းများအားစီးနင်းဖြစ်စေခြင်းလုပ်ငန်းများကိုလည်းတော်လိုင်းတပ်ဖွဲ့များအနေဖြင့်အကောင့်ထဲဖော်နိုင်ပါကရန်သူ၏လေချောင်းအေးတာမှုကို များစွာဥနှိမ်နိုင်မည်ဖြစ်ပါသည်။ထို့သောရန်သူ၏အားထားရာလေချောင်းစွာကိုကန့်သက်ထိန်းချုပ်နိုင်လျင်လူဦးတော်လိုင်း၏ကာလအတွင်းတော်လိုင်းတပ်ဖွဲ့ဝင်များရောအယတားပြည်သူများပါစေုပ်စု၏လေချောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးရမှုကိုညာစွာလျှော့ချနိုင်ပြီဖြစ်ပါတယ်။အာနာလူစေယုစု၏လေချောင်းအေးတာမှုကိုလေချောင်းရန်ကာကွယ်ရေးနီလန်းများဖြင့်စနစ်တကျအကာအကွယ်ယူခြင်း၊ရနန္ဒမြနီလန်းမျိုးစုံဖြင့်တံပြန်တိုက်ခိုက်ခြင်း၊စာသောနီလန်းပေါင်းစုံဖြင့်ကန့်သက်ထိန်ချုပ်ပြီးဥနိုင်နိုင်လျင်မြေဥဒေါ်လန်ရဲ့အောင်မြင်မှုမှာပုံမှန်ဉာဏ်ဆန်လာမည်ဖြစ်ပါတယ်။ထိခိုက်ဆုံးရှုံးမှုလည်းညာစွာလျှော့ချနိုင်မည်ဖြစ်ပါတယ်။ဒါကြောင့် အနာလူစေုပ်စု၏လေချောင်းအေးတာမှုကိုဖြူဟာမျိုးစုံဖြင့်ဥနှိမ်ရမည်အချိန်တို့ကြောင့်ရှိနေပြီဖြစ်ပါကြောင်းအလေးနက်ထားတင်ပြလိုက်ရပါတယ်မြမပြည်သူအလုံး၏မျော်လင့်ရည်မှန်းချက်ကြီးဖြစ်သောပရယ်ဒီမိုကရေစီပြည်တည်တည်ထောင်ရေးခရီးတွင်တန်ဖိုးရှိလာသောလူအသက်များစွာ ဆုံရှုံညင်ပေမှကင်းဝေးနိုင်ပါစေကြောင်းဆန္ဒပြုလျက်တင်ပြလိုက်ရပါတယ်ခမညာ thank you